အခုမြန်မာနိုင်ငံမှာပိဋကသုံးပုံနဲ့ဘယ်မှမပါတဲ့ပရိမိတ်တာဇာလာတုတ်တို့နော်ပရိမိတ်တာဇာလာတုတ်တို့ပါဠိတော်တွေထဲမှာမပါတဲ့ဒီဓာရဏပရိတ်တို့ဆိုတာပရိတ်ကြီး၁၇တုတ်ထဲမှာလည်းမပါဘူးပိဋကသုံးပုံထဲမှာလည်းမပါဘူးအဲ့ဒါတွေမပါတာကိုဒီတကယ်ကို သာသနာတော်မှာဗဟုဌာနလို့ပြောရမယ်။ကဘာအေးကရိုက်ပြီးတော့ဒါတွေကိုထုတ်နေတာတော့တော်တော်အံ့ဩစရာကောင်းတယ်ပေါ့။ထေရဝါဒပိဋကတ်ထဲမပါတဲ့စာတွေကိုဘာဖြစ်လို့ဒါထုတ်တယ်လဲဆိုတာစဉ်းစားစရာကြီးပေါ့။ပရိမိတ်တဇာလသုတ်စရာဘယ်ပိဋကတ်ထဲမှလည်းမပါဘူး။ဓာရဏပရိတ်ဆိုတာဟာတချို့စာပိုက်ကလေးတွေကဝိပင်္ဂမူလတိကာမှာအဝိနိကဂုံတော်အနေနဲ့ရသော်ဘုရားရဲ့ အထရတဓမ္မ18ပါးသော တရားဆိုတဲ့အရည်ချင်းဆိုတာနဲ့တော့ပါတယ်တီဃာမှာသွားပြီးတော့ပါတယ်ပေါ့အေးဒါတွေကမဟာယာနကျမ်းစာတွေကလာတယ်ဆိုပါစို့ပါဠိမှာပြိမိတ်တဇာလသုတ်ဆိုအိန္ဒိမိန္ဒိတိန္ဒိရောရုခေမဟာရောရုခေဆိုတဲ့သကလုံးတွေဟာပါဠိစာပေမှာ အလွန်ရှားပါးတဲ့သကလုံးတွေပဲဖြစ်တယ်ပေါ့ဒါတွေကို ထေရဝါဒနိုင်ငံမှာဘာဖြစ်လို့ကဘာအေးလို့နေရာကနေထုတ်ပြီးတော့နေရတယ်လဲဆိုတာစဉ်းစားစရာကြီးပေါ့တကယ်ကတော့ပိဋကသုံးပုံထဲမှာပါတဲ့စာမျိုးကိုတည်းမြန်မာနိုင်ငံမှာထုတ်တင့်ပိဋကသုံးပုံထဲမပါတာကိုအလေးပေးပြီးတော့မထုတ်တင့်ဘူးထေရဝါဒပိဋကမှာရှိတဲ့စာပေမျိုးကိုတည်းကျမ်းညွန့်နဲ့ကျမ်းကိုယ်နဲ့ဒီလိုထုတ်တင်တာ